အားလုံးပဲမင်္ဂလာပါခင်ဗျာစိန်ဆက်ကြရဲ့ဗာမီဖန်ရဲ့ channel လေးမှာကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာများကတော့ဆရာကြီးရိန်နမာရဲ့အင်ကြီးမာယာနှင့်ဖြစ်ရဆန်းများဆိုသောဝိတ္ထုဇလန်အားတပိုင်းစီခွဲကတင်ဆက်ပေးသွားမှာမို့တင်ဆက်သမျှအကြောင်းအရာများအသိရှိနိုင်စေရန်အတွက် like and subscribe click ကိုနှိပ်ခါခေါင်းလောင်းလေးပါနှိပ်သွားပေးဖို့ရန်လဲတောင်းဆိုအပ်ပါရခင်ဗျာဘောဟောင်းကဆက်ကြောင်းပြန်ဆရာကြီးရိန်နမာရှိပါသလားရှင်ဟုတ်ကဲ့ ျွန်တော်ပါပဲအိမ်ထဲကိုကြွပါခင်ဗျာတနေ့တော့နန်းနဲ့တွင် ဖြစ်ကြီးကျွန်တော်ဒီနန်းနဲ့အိယာမထမျက်နာတိအပြီးတွင်ဖျားဝိပြုပရိစိတ်အပြီးတွင်ဧကန်အတွင်း၌ထိုင်ခါရှိသေးဧည့်သည်ရောက်ရှိလာခြင်းဖြစ်ကြီးကျွန်ုပ်ဤဖိတ်ခေါ်မှုကြောင့်မြို့သမီးကလေးသည် ကျွန်ုပ်မျက်နာကိုအကဲခတ်ကြည့်လိုက်ပြီးအိမ်တွင်သို့ဝင်ရောက်လာ၏သူမသည်ရီမွန်သည်အသက်အရွယ်အပြည့်24နှစ်ခန့်ရှိပြီဟုခန့်မှန်းရသည်တရုတ်မျိုးနွယ်လေးဖြစ်သည် ခေါင်းဝင်ကိုဝစ်စင်ထားလျက်အဖုတန်လက်ကန်အိတ်တလုံးကိုလွယ်ထားလျက်ရှိ၏။သူမသည်လူရည်နေသောကလဲထိုင်တလုံးတွင်ဝင်ရောက်ထိုင်လိုက်ပြီးကျမနာမည်ကတက်ရှူးဝါပါမရှူးဝါလို့ခေါ်ပါတယ်။ဟုတ်ကဲ့။လမ်း30မှာမိဘတွင်နေအတူတူနေထိုင်ပါတယ်။ဟုတ်ကဲ့။ကျမဆေးချောင်းသူပါ။ဟုတ်ကဲ့။ကျမဆရာကြီးအရင်းနာမကြီးသားတဲ့ဝိတ္ထုဆောင်မတွေကိုစာနယ်ဇင်းတွေမှာအများအားဖတ်ရှုပါတယ်။ ဆရာကြီးရေးတမ်းဖြူစုတဲ့မိရိပုတ်ခုသူများကြီးအံပွဲဖြစ်ရဆမ်းများစာအုပ်ကိုလည်းဖတ်ရှုပြီးပါပြီတိတ်နေကြပါတယ်အခုကျမတွေ့ကြုံနေရတဲ့ထူးခြားဆိုင်ချက်အံ့ဖွယ်ကောင်းတဲ့ဖြစ်ရကိုဖြည့်ရှင်းပေးစီလိုပါလေရှင်။ဗျာအကျွန်ုပ်ဒီမမျော်လင့်မဲ့အမျိုးသမီးကလေးဤပွင့်ပွင့်လင်းလင်းပြောဆိုမှုကြောင့်လွန်စွာအံ့ဩသွားမိ၏။ဤတွင်အမျိုးသမီးလေးကကျမကပွင့်ပွင့်လင်းလင်းပြောဆိုတတ်တာကိုတော့ခွင့်လွှတ်ပါစရာ၏။ဟုတ်ကဲ့ ဘယ်လိုများထူးခြားစမ်းကြံအံ့ဖွယ်ကောင်းနေဖြစ်ရမလို့လဲခင်ဗျာကျမကြုံတွေ့ဆုံတွေ့တဲ့ဖြစ်ရကိုပြောကြရရင်ဘသူမှမယုံကြည်ကြပါဘူးဒါပေမဲ့ဖြစ်ရကကျမကိုယ်တွေတကယ်ဖြစ်ရအမှန်ပါပဲဟုတ်ကဲ့အဖြေမှန်ကိုပြောပြပါအောင်ကျမအခုဆိုရင်စီးတက်ကတူဒုတိယနှစ်မှာတက်ရောက်နေပါလေ။နှူးစပိုင်းစပြီးကျမညစီညာတိအိမ်မက်မက်ပါလေ။အဲ့ဒီအိမ်မက်ထဲမှာအသားညူညူဝဝတုတ်တုတ်အသက်60အရွယ်လောက်ရှိတဲ့ မြမအမျိုးသမီးကြီးတယောက်ကိုမြင်တွေ့ရပါတယ်။ဒီမျိုးသမီးကြီးဟာစိန်တွေရွှေတွေကိုညွတ်နေအောင်ဝတ်ဆင်ထားပါတယ်။သူ့ကြည့်ရတာတကယ်အများသူအမျိုးသမီးတွေပုံစံမျိုးပါ။ဒီလိုတူဝစ်စင်ထားတဲ့ဆေးရှိရနာရီနဲ့တောင်မလိုက်ဖက်ပါဘူး။ကျမဘဝမှာတချင်တခါမျှမမြင်ဘူးမတွေ့ဘူးတဲ့။ဒီမျိုးသမီးကြီးကိုကျမဟာညစဉ်ညတိုင်းဆယ်ရက်လောက်ကိုစစ်တိုက်အိမ်မက်မက်ခဲ့ပါတယ်။အိမ်မက်ထဲမှာခမရနဲ့အဲ့ဒီအမျိုးသမီးကြီးကစကားများပြောမိသေးလား။ ဟုတ်ကဲ့ရှင်ဟိုကျမနဲ့အဲ့ဒီမျိုးသမီးကြီးဟာစကားပြောမိကြပါတယ်ဒီမျိုးသမီးကြီးကညီဟာအခုအခါမှာတရုတ်ဝမ်းနဲ့ဝင်စားလို့တရုတ်မှာဖြစ်နေပေမဲ့အရင်ဘဝဟောင်းတော့ငါသမီး၃ယောက်အနဲ့အထွေးဆုံးသမီးလေးဖြစ်ပြီးရင်းနှစ်တည်ဆုံးခဲ့ရတယ်ဘဝဟောင်းတော့ညီနမီကကလေးရလေးငါသမီးကြီးကစန်းနာ သမီးလည်းကယူပညီရောကလျာလို့ကာယံနဲ့လက်အောင်အမိမဲ့ခေါ်ထားတာ ကြီးကတော့တနည်းလောင်သမီးဆိုတော့ကလျာနဲ့လိုက်ပါတယ်။ညကငါမွေးတဲ့သမီးတွေထဲမှာအထွေးဆုံးအလီမာဆုံးသမီးလေးမို့ငါကချစ်တာ။ပြီးတော့ညကသမီးကြီးမာတွေထက်မိဘကျေးဇူးကိုတိတိုက်တဲ့သမီးလေး။ဒါကြောင့်ညီမတီအောင်ညီအတွက်ငါဝယ်စုဆောင်ထားတဲ့ရွှေရဲကြောက်တဲ့ပစ္စည်းတွေဟာအခုတည်းကငတ်လက်ထဲမှာရှိနေသေးတယ်။ဒီပစ္စည်းတွေကိုညီကငါပြီးမယ်ယူပါလို့ပြောပါရှင်။ဒီတော့ခမ ဒီမျိုးသမီးကြီးကိုအိမ်မက်ထဲမှာဘာပြန်ပြောလိုက်သေးတယ်လဲထူထူထူဘာမှတော့ပြန်မပြောပါဘူးကျမရဲ့အိမ်မက်เจ้าကလက်ရှိမိဘတွေကိုပြန်ပြောပြပါတယ်မိဘတွေကတရုတ်တွေလीသူတို့ကဘုမလည်းပြစီဥစ္စာတနာရှားပါတာမှမဟုတ်ဘူးဗျာပဲဘာမှဆိုလို့ချင်တာပြပြဆုံဆုံရှိတာပဲသူများပေးတာကိုမယူနဲ့တဲ့လောကမှာဘာမှဆိုလကားမရှိဘူးတဲ့အပေးရှိရင်အယူရှိရင်တကယ်လို့ ဥ္စာဆောင်ဖြစ်နေမခက်ပါလားတဲ့ဥ္စာဆောင်ဟာတင်ညာများတယ်လူတွေကပြည့်မာယာတင်များတယ်ရှင်ဝီပစ္စည်းတွေပေးတုံးပြီးနောက်တော့သူတို့တွေနေတဲ့တိုင်နန်းနေဦးအပင်းပိုင်ခေါ်သွားပြီးလူကြီးလဲတတ်တယ်တဲ့ဒီတော့အဲ့ဒီမျိုးသမီးကြီးကသူပေးမဲ့ပစ္စည်းတွေကိုမယူဘူးလို့သာပြောလိုက်လို့ပြောပါတယ်မိန်းကလေးဤပြောစကားအရဆိုရင်တရုတ်လူမျိုးတရုတ်မျိုးသားများလဲမြန်မာများကဲ့သို့ပင် ဗုံမိယာတိုင်နေရှင်များကိုယုံကြည်လက်ခံမျိုးကိုကြားသိရသည်ဒီတော့ခမည်းကနောက်ညတွေမှာအဲ့ဒီမျိုးသမီးကြီးကအိမ်မက်လာပြေးပြန်ပါတယ်ဒီအခါမှာကျမကမယူခြင်းမူလို့စကားကိုအပြက်ပြောချလိုက်ပါတယ်ဒီအခါမှာမျိုးသမီးကြီးကကျမကိုကြည့်ပြီးမျက်နှာညှိုးသွားတာသမီးရဲ့သမီးကအမေကိုမယုံကြည်ဘူးထင်တယ်ပင်မိဘာကမှ ခုရင်သွေးတန်သမီးတွေဒုက္ခရောက်အောင်မလုပ်ပါဘူးခွေအမေဟာအရင်ဘဝကတုန်းကတမီးရဲ့အမေပါအခုမျက်မှောက်ဘဝမှာတော့တမီးရဲ့မိဘတွေကတဦးဖြစ်နေပြီမယ်လေမိဘပါပဲမိဘဆိုတာအနန္တောနန္ဒငါပါဂိုင်းဝင်နေတွေဒါကြောင့်မိဘတွေကိုဖခင်နဲ့တကိုင်းနဲ့ထားပြီးယူသေးပါတမီးဟောဒီမှာအမေတမီးကိုပြင်းပစ္စည်းတွေကိုကြည့်အဲ့ဒီလိုပြောပြီး အဝါရောင်ဘုဘဝအဟောင်းတထင်နဲ့ထုတ်ထားတဲ့ပစ္စည်းတွေကိုဖြန့်ပြပါလေအထုတ်ထဲမှာလက်ကောက်တွေဆွဲရိုးတွေလက်စွပ်တွေကိုမြင်တွေ့ရပါလေရွှေရုံဝင်းနေပြီမဲ့ပုံစံတွေကတော့ရှင်းပုံစံမျိုးတွေပဲကျွန်မလည်းတိတိချာချာတော့မကြည့်ပါဘူးမြူးချင်းမြူးချင်းလို့ပြောမိပါတယ်အဲ့ဒီလိုအိမ်မက်ထဲမှာဘဝဟောင်းကအမေဆိုတဲ့အမျိုးသမီးချင်းနဲ့ကျမတို့ကတန်လျာလဲနေလိုက်တာတနေ့တော့ထူးခြားလာတယ်ရှင်ဟုတ်ကဲ့ ဘလို့များထူးခြားလာလို့လဲတနေ့ကျမဟာမန္တလေးရမိတ်ဆွေတဦးစီကိုပစ္စည်းထုတ်ပို့စရာရှိတာနဲ့ကျမနေတဲ့လမ်း30ကနေပြီးကိုစည်းတန်းကမန္တလေးကားကြီးကိုလမ်းလျှောက်ခဲ့ပါတယ်တိုက်ရိုက်တွေကိုအကာအကွယ်ယူပြီးတော့လမ်းလျှောက်တော့တိမပင်မမအောင်ရွှေမုံသာလမ်းကစင်ရနာရွှေဆိုင်ရှိရောက်တော့ကျမအိမ်မက်ထဲမှာအမြဲတမ်းမြင်တွေ့ပြီးဆက်ဆံနေရတဲ့မျိုးသမီးကြီးကိုအပြင်လောကမှာမထင်မှတ်ဖြစ်မြုံဝါထင်ထင်တွေ့မြင်လိုက်ရတော့ပထမကျမက ချက်တည်တည်သွားမိပါတယ်ဟုတ်မဟုတ်ပါမလားလူတူတာများလားဖြစ်နေမလားဆိုပြီးတန်ရစီတွေဝင်မိပါတယ်တကယ်ကိုဟုတ်ပါပဲရှင်ကျမအိမ်မဲထဲမှာတွေ့ရတဲ့အတိုင်းဝစ်စင်ထားတယ်စင်ရွှေရတနာဝစ်စင်ထားတာဟာလေညံ့နေတာပဲကိုလုံးကိုရင်းများကလေအိမ်မဲထဲမှာမြင်တွေ့ရတဲ့အတိုင်းပဲပြီးတော့ဒီမျိုးသမီးကြီးရဲ့လက်ထဲမှာကအဝါရောင်ပူပွားအဟောင်းထုတ်ကလေးတစ်ထုပ်ကိုခြင်ထားတယ် ဒီမျိုးသမီးကြီးကကျမကိုတွေ့တော့ပြုံးပြပြီးခေါင်းငိတ်ပြခေါ်ပါတယ်ကျမလည်းဒီမျိုးသမီးကြီးနားကိုတိုးသွားတော့ငါ့ကိုတည်တလားအဲ့လိုမီးတယ်ဒီခါမှာကျမကအိမ်မက်ထဲမှာတွေ့ရတဲ့အမေလေးလို့ပြန်ပြောလိုက်တော့ဒီမျိုးသမီးကြီးကကျမကိုကြည့်ပြီးဝန်တန်လုံးလို့မြည်ယူတောင်းဆုလာတော့မြင်တွေ့ရပါလေရှင်ပြီးတော့မှဒီမျိုးသမီးကြီးကကျမလက်ကိုအတော်ကြောင်ဆွဲကင်ထားလိုက်ပြီး အမေဝမ်းတာလိုက်တာတမီးရဲ့အမေလေးပေါ်ဝဟောင်းလုံးကတမီးလေးကလေးရအတွက်စုံစမ်းထားတဲ့ဟိုဒီပစ္စည်းတွေကိုယူပါတမီးရဲ့အမေကိုဘလို့မတမီးအထင်မလွင်းနေနော်မိပါဘူးစိတ်နဲ့တောင်ပြင်းမမိအပြစ်ရှိတယ်အခုအမေပေးတဲ့ပစ္စည်းတွေကိုတမီးလက်ခံယူပြီးနောင်နောင်အမေလေးသမီးစီဟိုပေထိုးမလာမတွေ့တော့ဘူးတွေ့စီရလည်းမလို့တော့ဘူးပေါ့အဲ ဘဝဟောင်းကတမီးရဲ့အဖေလေးအခုတည်းကလူလောကမှာအသက်ရှင်လျက်ရှိနေသေးတယ်။နာမည်ကဥပတောင်းတဲ့အငိမ့်စားအတွင်းဝင်ပေါ်ကွယ်တက္ကသိုလ်ရိပ်သာလမ်းချက်အမတ်အဲ့ဒီမှာတမီးအကြီးဆုံးအပြုံးမကြီးနဲ့နေထိုင်နေတမီးအလက်ကဆီယံဝင်မလီအိမ်အောင်ချသွားပြီအခုနိုင်ငံခြားမှာနေတယ်မတမီအထွေးဆုံးငယ်ဆုံးပါလိကလျာကသာကန်နေရှာတာပါကွယ် ဒီမျိုးသမီးကြီးဟာကျမကိုကြည့်နေရတာမျက်ရည်တွေပြင်းပြင်းကျလာပါတယ်ပြီးတော့မှကဲအမေသွားပြီသမီးလေးလို့ပြောပြီးကျမလက်ကိုအဝါရောင်ပူပဝါလေးကိုထည့်ပြီးကမဟာပန်ထူလာလမ်းဘက်ကိုရှောက်သွားပါတယ်ကျမကျမကြုံတွေ့ရတဲ့အဖြစ်ပြက်ကအံ့ဩဖွယ်စမ်းကျင်လွန်းလို့ကိုကိုတိုင်းတောင်းမှမယုံကြည်နိုင်တော့အောင်ကိုဖြစ်ရပါတယ်အပြင်လူလောကမှာတကယ်မဟုတ်ဘဲ ိမင်များဖြစ်နေလျော့သလားလို့တောင်းထင်မှတ်မိပါတယ်။ကျမဟာကြောင်ပြီးရနေရကတတိလေးရရောကုံစင်းတန်းကမန္တလေးကားကိတ်ကိုသွားပြီးပစ္စည်းမပူတော့ပဲလမ်း30ကမိပါတွေအင်ကိုအ мян ပြန်လာခဲ့ပါတော့တယ်။အင်ရောက်တော့ခမရဲ့မိပါတွေကိုဒီအကြောင်းပြန်ပြောသေးလား။ပြောလို့ပဲဖြစ်ပါမလဲဆရာကြီးရဲ့ သူတို့ကအိမ်မက်ထဲမှာတောင်ပြစ်ရှိပေးတာကိုမယူနဲ့လို့ပြောထားတာအပြင်လူလောကမှာအိမ်မက်ထဲကအမေကိုတွေ့ပြီးကျမကအမေပြီးရင်ပြစ်ရှိတွေကိုလက်ခံယူထားတယ်ဆိုတာသိရင်တိမ်လုံးကိုပွင့်လို့ရိုက်သွားမှာပေါ့ဒီအကြောင်းကိုကျမဘသူ့ဝန်မှမပြောပြဘဲသူသိထားခဲ့ပါတယ်ဒါခမရအတွက်ကောင်းဆုံးပဲဒါပေမဲ့ကျမဟာကျမနဲ့တည်ပြီးစိတ်ချယုံကြည်ရတဲ့ဆင်ရှင်ယရနာဆိုင်ကိုတွားပြီးဘဝဟောင်းကမေပေးသွားတဲ့ရွှေတွေကြောက်တဲ့ပစ္စည်းတွေကိုအတုစီတည်အောင် ွားရောက်ပြတ်တာစစ်စည်းခဲ့ပါတယ်။ဆိတ်ရွှေရတနာဆိုင်ကဘာပြောသလဲ။ပစ္စည်းတွေအားလုံးကအစ်စ်တွေပါတဲ့။ဒီအထဲလက်ကောက်တစ်ဖက်နဲ့နာယီလက်ပတ်ကျိုးဟာတကယ်စင်ငစ်စ်တွေတဲ့။အောင်းဝဆရာမကောင်းဘူးလား။တိတင်ပူပြီးအောင်းဝဆရာကောင်းတာလူရှိသေးတယ်ဆရာကြီး။ပြောစမ်းပါအောင်။ဘဝဟောင်းကအမေဟာဘဝဟောင်းကကျမအဖေဆိုတဲ့သူရဲ့အမည်နဲ့နေရလိစာကိုအတိအကျပြောသွားတော့ကျမလည်းတွားတွေ့ပါတယ်။အမျိုးသမီးလေးဤပြောစကားကိုကျွန်ုပ်သည် အလွန်ကိုအံ့ဩသွားမိသည်တို့အတွက်ကြောင့်သွားတွေ့တော့သွားတွေ့ပြီးကျမအိမ်မထဲမှာတွေ့ကြရတဲ့ဘဝဟောင်းကအမေအကြောင်းကအဆအပြင်လူလောကမှာတကယ်မျက်မြင်ကြုံတွေ့ကြရတဲ့အထိအဖြစ်ပြအားလုံးကိုမချွေးမချံပဲပြောပြလိုက်ပါတယ်ခလန်းကပြောပြတော့ယုံကြည်သလားဥပမာတော့အဆတော့ယုံကြည်ပုံမပေါ်ဘူး ကျမပြောတာကိုညီးပြီးတော့သာနားထောင်လို့နေပါတယ်။ဒီတော့ဘဝဟောင်းကအမေကျမကိုပြည့်အပ်သွားတဲ့အဝါရုံပိုးပေါ်ဝါနဲ့ထုတ်ထားတဲ့ရွှေတွေကြောက်ထင်ရတနာပစ္စည်းတွေကိုထုတ်ပြတော့ဥပတောင်ဟာစူးစူးဆိုက်ဆိုက်ကိုကြည့်နေတယ်။ဒီထဲကကြောက်လီရွှေလက်စွပ်လေးတစ်ခွင်းကိုပေါက်ယူပြီးတိတိချာချာစစ်စစ်ကြည့်ရှုနေပါတယ်။ကြည့်လို့အားမရလို့သပွဲအန်ဆွဲလေးကမှန်ဘလူးကိုထုတ်ယူကြည့်ပြီးဒီဟာကြောက်နေမဟုတ်ဘူး။ အကြီးအသေးအလွန်လွန်ကောင်းတဲ့ဗရမ ्या အစ်စ်ပဲမင်းအမေမာရာနဲ့ဖဖကိုယ်တိုင်စိတ်ကြိုက်ရှာပြီးငါတမီးအတွက်ဝေယူခဲ့တဲ့ဗရမ ्या ဖဖကောင်းကောင်းမှတ်မိနေသေးတယ်ဖဖကိုယ်တိုင်ပဲရွှေဘုံသာလန်းကဥအောင်တွင်ရွှေပရင်မှာမှတ်မှတ်ရရစုံကုတ်ကိုကျန်နဲ့အထုလုခဲ့တာအဲ့ဒီတုန်းကငါတမီးဟာအခုတမီးအရွယ်ပဲရှိသေးတယ် ဖဖေကိုတိုင်းတမီးရဲ့ဖဖေလက်ခလန်နဲ့တိုက်ပြီးလှုပ်ခဲ့တယ်ဗရမားလက်စွပ်တမီးလေးဝိကြည်စံလို့ပြောတာနဲ့ဗရမားရွှေလက်စွပ်ကိုကျမရဲ့ဖဖေလက်ခလန်နဲ့စွပ်ပြီးဝိကြည်လိုက်တော့အန်ခိုက်ဖြစ်နေတာကိုတွေ့မြင်ရတော့ဘဝဟောင်းကအဖေကြီးလေးစိတ်ချလက်ချယုံကြည်သွားပြီးဝမ်းသာနေရှာပါတယ်နောက်တော့လူအပ်တဲ့အကူကြီးလေးပြိမဲ့အကြောင်းပြောပါတယ် မကြမကြအင်ကိုလာရောက်လဲပတ်ဖို့လဲဖိတ်ခေါ်ပါတယ်။ကျမကသူ့ရဲ့သမီးလေးအမတ်နဲ့မဘူးမွေနှစ်တောင်းချက်ပြီးလိုက်သေးတယ်လီ။ကဲအခုကျမပြောတာတွေကိုယုံလည်လားရှာကြီး။ကျွန်ုပ်အနေဖြင့်မြို့သမီးလေးပြောပြစဉ်နားရှိသဖြင့်သာကြားရနေသည်။အမှန်တိုင်းဝန်ခံရလေတော့ကျွန်ုပ်အဖို့သူပြောစကားများသည်ယုံရလဲခက်မယုံရလဲခက်ပြီးတကယ့်သူဖြစ်နေသည်ကအမှန်ဖြစ်၏။အကျွန်ုပ်ရဲ့အခြေအနေကိုရိတ်ဆားမိဟန်တူသောအမျိုးသမီးလေးက သူမဤတရေလက်ခံအိတ်အတွင်းမှအဝါရောင်ပိုးပွားဖြင့်ထုတ်ထားသောရတနာတုပ်ကိုကြည့်ပြီးစပွဲပေါ်တင်ကပြလိုက်လေ၏အဲ့ဒီပစ္စည်းတွေပဲဆရာကြီးအဝါရောင်ပိုးပွားလေးမှာအတော်ပင်ဟောင်းလွှမ်းနေပြီဖြစ်တော်လဲအတွင်းမှာပစ္စည်းများမှာအလင်းရောင်ဤရောင်မြန်ဟမှုကြောင့်အယောင်တစ်ဖက်ပြီးတောက်ပါနေသည်အကျွန်ုပ်ကပိုးပွားလေးအတွင်းမှာပစ္စည်းများကိုယူ၍စစ်လိုက်တော့အခါရွှေလက်ကောက်ကလေးရန်ရွှေဆွဲကျိုးက6ကုန်းရွှေနှင့်ကြောက်မြေရတနာတက်ဆင်ထားသောလက်စွပ်က9ကွင်း ထိုထဲကစိန်လက်ကောက်တကွင်းနဲ့စိန်လက်ပတ်ကျူတကုံပါရှိသေး၏ရွှေချင်းနှင့်ကြောက်ချင်းကိုကြည့်ရသည်မှာအလေးချင်းအတော်စည်းပုံရသည်ထိုကဲ့သို့တဲ့ဒီကံပစ္စည်းများဖြင့်ပြပြန်တော့လဲမယုံယွေလည်းမဖြစ်တော့ပြီအမျိုးသမီးလေးကသူ့စကားကိုဆက်၍ဆရာကြီးဟာမြမကံမီယာတိတ်ပန်းဝိဇာထရာလောကီပညာရတ္ထုကိုလေ့လာလိုက်စာပြီးခန္ဓာခီးတွေထွက်တာဝိတုဆောင်မာရီရေးသားနေတဲ့လူဆိုတော့ကျွန်မသိချင်တာလေးတစ်ခုမေးပြစီ မှန်တိုင်းမထိန်မဝက်ဖြေချပေးပါဆရာကြီး။နေပါ။ကျွန်တော်သိရှိသမျှတော့အမှန်တိုင်းကိုပြောကြပါမယ်။ကျမသိချင်တာကကျမကိုဘဝဟောင်းကအမေးဆိုပြီးအိမ်မက်ချင်းချင်းပေးတယ်။အိမ်မက်ထဲမှာကျမအတွက်စူဆောင်းထားတဲ့အဖို့တန်ရွှေတဲ့ကြောင့်မြေရနာပစ္စည်းတွေပေးတယ်။ကျမကမလူချင်းမူဆိုပြီးညှင်းဆန်တော့အပြင်လူလောကမှာလူကိုယ်တိုင်လာရောက်ကကိုတိလျောက်ကိုပေးအပ်ပါတယ်။အဲ့ဒီဘဝဟောင်းကအမေးဆိုတဲ့အမျိုးသမီးကြီးက ီဘဝမှာမိဘတွေပြောတယ်လို့တိုင်နှိုင်းရှင်ဥစ္စာဆောင်လားတကယ်လို့ကျမကတိုင်နှိုင်းရှင်ဥစ္စာဆောင်ကပေးတဲ့ပစ္စည်းတွေကိုလက်ခံထားမိလို့ရှိရင်ဘာလို့တင်လဲဆိုတာကျမကိုဆရာကြီးအကြံပေးပါရှင်ကျွန်ုပ်ကအမျိုးသမီးလေးအကြံတောင်းတယ်ကိုစဉ်းစားလိုက်ပြီးကျွန်တော်သိရှိသမျှကိုအမှန်တိုင်းပြောမယ်နော်ပြောပါဆရာကြီးဘုံမိရဥစ္စာဆောင်ဆိုတဲ့သူတွေဟာလူလောကကလူတွေကိုပေးခြင်းရင်အခုလူချင်းချင်းပေးတယ်လို့အလွယ်တကူပေးလို့မရဘူး အနည်းဆုံးမြေကြီးတဲ့တထွားတမိုက်သူ့ဖို့ယူမှပြီးလို့ရတဲ့သဘောမျိုးရှိတယ်။အခုခမကျုံတွေ့ရတဲ့အဖြစ်အပျက်ကလူသားချင်းချင်းပေးတယ်လို့ပစ္စည်းကိုကိုထိလက်ရောက်လာပြီးပေးသွားတော့ကျွန်တော်အထင်ဘုံမီးရတိုင်နှန်းရှင်ဥစ္စာဆောင်တော့ဟုတ်ခံမတူဘူး။ဒါဖြင့်ဆရာကြီးကဘလို့ထင်မြင်ယူဆပါတယ်ရှင်။ကျွန်တော်ထင်မြင်ယူဆချက်ကိုပြောရရင်တပ္ပဒေဝီအမျိုးအစားတွေကနတ်သမီးတစ်ပါးပါလို့ယူဆပါတယ်။ခမရဲ့ဘဝဟောင်းကအမေဖြစ်နေပြီးသူသမီးဖြစ်ခဲ့ဘူးတဲ့ခမကို သူပေးမယ်လို့ရည်စူးကစူဆောင်းထားရှိတဲ့စိတ်ရှိရနာပစ္စည်းတွေကိုပြန်လာပြီးပေးတာပဲအဲ့ဒီလိုဘာဖြစ်လို့ပေးတာလဲဆရာကြီးအဲ့ဒါကဘဝဟောင်းကမိခင်ရဲ့မြစ်တာလေမိပါဆိုတာကိုသားသမီးအပေါ်မှာဘလောက်တန်ရုံးစဉ်ကြီးမာပြီးမြစ်တာစေတနာထားတယ်လဲဆိုရင်ကိုတက်နိုင်တဲ့ဘဝဟောင်းကသားသမီးဖြစ်ခဲ့ဘူးတဲ့သူကိုကိုကြီးဆောင်မတာကြီးပဲဆရာကြီးပြောတာမှန်ပါတယ်ကျမတို့တယောက်လူမျိုးတွေဟာမိမိတို့မျိုးရိုးစင်စစ်ထဲကကိုယ်လုံးသွားရှာတဲ့မိပါတွေ ဘိုးဘွားတွေကိုတနေ့တနေ့မှာတလတ်တမဲပြီးတော့ပူဇော်ကြလို့ဝေချင်းပါတာဟာလေမိဘရဲ့ကျေးဇူးကိုကြံ့ရည်တဲ့သားမီးတွေကကျေးဇူးဆက်တာပေါ့နော်မှတ်ပါတယ်မှတ်ပါတယ်မိဘဘိုးဘွားတွေကိုပူဇော်ကြတော့ရဲဆိုတာရင်ကျေးတိမ်မွေးတဲ့သူတွေရဲ့ထုံးစံဒလိတစ်ခုဖြစ်ပါတယ်ကျမဟာမိဘတွေနဲ့အတူကွေလွန်သွားတဲ့မိဘဘိုးဘွားတွေကိုနှစ်စဉ်နှစ်တိုင်းပူဇော်ကြတော့ခဲ့ပါတယ် ဒါဖြင့်ကျမဘဝဟောင်းကအမေပေးသွားတဲ့ဒီအဖို့တန်ပစ္စည်းဥစ္စာရဏတွေကိုလက်ခံသိရှိထားလို့ဘလို့မှအန်ဒီမရှိနိုင်ဘူးပေါ့နော်ဆရာကြီး။ဘလို့အန်ဒီမျိုးမှမကြုံတွေ့နိုင်ပါဘူး။လူလိုကလူ၊တုံးလိုကတုံး၊ပေးလိုကပေး။ဒါကတော့ခမရရဲ့စိတ်ဆန္ဒသဘောအတိုင်းပဲပေါ့။တခုလိုရှိတယ်။ဘာတခုလဲဆရာကြီး။ဒီကိစ္စနဲ့ပတ်သက်ပြီးမဆိုင်တဲ့လူတကာကိုတော့အတိမပေးနေဗျ။လူဆိုတာမျိုးကကိုကိုလူတဲ့လူလည်းရှိတယ်မလူတဲ့လူလည်းရှိတယ် မလိုတဲ့သူဆိုတဲ့မျိုးကကိုယ့်ကိုအကောက်ကြံတတ်တယ်။ဆရာကြီးရှင်းပြလိုက်တော့မှပဲရင်ထဲကမတိမကျဖြစ်နေတဲ့အလုံးကြီးဟာကျသွားတော့တယ်။ပထမကျမတွေးတွေးပြီးတော့တော့ကရောက်နေတာ။ကျေးဇူးပါပဲ။ကျမဆရာကြီးကိုကရော့ခဲ့ပါရစေ။ထို့သူဆိုပြီးအမျိုးသမီးလေးဒီဇပွဲပေါ်ရှိသူ့ပစ္စည်းလေးများကိုအဝါရောင်ပိုးပေါ်ဝါဖြင့်ပြန်လဲထုတ်၍တရေလွယ်အိတ်ထဲတွင်ထည့်ပြီး အတွင်းမှာစကုအနီကလေးဖြင့်ကတ်ထားသောစာအိတ်လေးကိုထုတ်ကာကျွန်ုပ်ရှေ့တွင်အသားချ၍ဥသုံးချိန်ချကာရှ िख ိုးကြတော့၏စိတ်ကကြံ့၍လေသည်မြနှုတ်ကပြောကြားလေသည်မြကိုကာယအပြုတ်အမူဆောင်ရွက်လေသည်မြအလုံးစုံသောကိစ္စအဝဝတို့သည်ဖြစ်စီအောင်စီတည်းပြီးတဲ့ဆုနဲ့ပြေးပါစီကျမကိုပြန်ဝေးပြုပေါင်းစရာကြီးရင်းတို့နှုတ်ဆက်ပြီးအမျိုးသမီးလေးသည်အကျွန်ုပ်၏နေအိမ်မှထွက်ခွာသွားတော့၏ ကျွန်တို့ဘဝတလျှောက်ဝယ်လူတယောက်ပြဿနာတစ်မျိုးကြုံတွေ့နေရသောအခက်အခဲအကျက်တဲများကိုမိမိစွမ်းဆောင်နိုင်သမျှကုညီစောင့်ရှောက်ခဲ့ရသည်အချိန်မောင်းလည်းမနေတော့ပါဘူးထို့သူကုညီစောင့်ရှောက်ခဲ့သည့်အတွေ့အကျိုးရှိသည်လည်းရှိသည်အကျိုးရုပ်သည်လည်းရှိသည်တခါတခါမိမိကိုယ်ပိုင်အတုံးပြူလိုလင်းအတုံးပြူသောအိမ်သာကဲ့သို့သဘောထားမျိုးကိုလည်းခံခဲ့ရပူပါသည် ထိုမျိုးသမီးလေးအကျွန်ုပ်ကကြော့သွားသောစကုအနီလေးကတ်ထားသည့်စာအိတ်ကလေးကိုဖြန့်ချိလိုက်သည့်အခါငွေတစ်ထောင်ကျပ်ဖြစ်နေသည်ကို တွေ့မြင်ရလေတော့သည်